ီနေ့အတွက်ကတော့လွယ်ကူရရှင်တဲ့ငမုံကြော်နီနီပြောပြမယ်နော်ပထမအောင်ဆုံးဒါကငမုံကိုအကျဉ်တစ်ခေါက်ရေစီပြီးသားပေါ့နော်ရေစီပြီးသားလေးကို အခုအချောပြန်စီပါမယ်အချောပြန်စီရတဲ့ချိန်မှာလည်းအတွင်းပိုက်သားလေးတွေကို ပြောင်းအောင်လို့နောက်ချိန်ချင်းထပ်ပြီးတော့စေချောတတ်စင်ပါမယ်ပြီးရင်တော့အချွဲလေးပြောင်းအောင်လို့ကြောက်ချင်နေတဲ့တစ်ခေါက်ထပ်ပြီးတော့ပုတ်ပြီးတော့စီပြီးပါမယ်ကြောက်ချင်နေတိုက်ပြီးသွားရင်ရေနဲ့ပြန်စီပေးပါနော် ော်အာနေနေစေးပြီးတော့ရင်တော့ငမုတ်ကိုလှီးပါတော့မယ်ဒါကရေးစေးပြီးသားငမုတ်လေးကောင်းပါငမုတ်ဒင်းလေးကို အခုလှီးပါတော့မယ်အပေါ်ရံလေးလေးကိုနှစ်ချက်ပဲမှုံးပါမယ်အပေါ်ဘဲဘဲနှစ်ချက်ညာဘဲနှစ်ချက်မို့တော့ပြီးရင်ငမုတ်ကကြီးရဲ့အတွက်ကြောင့်မလို့ကြီးကြီးလေးစားလို့ရအောင်လို့ခလဲကိုတပိုင်းမဲပိုင်းပါမယ်အံပီးရင်တော့စားရဲစံနှွေးမို့ရဲငရုတ်ကောင်းလေးရဲနေပါမယ်ပထမအောင်ဆုံးစားကိုအရင်ထဲ ဲ့ပြီးတော့နှံ့သွားအောင်လို့နေပေးပါမယ်။ပြီးရင်တော့အခုဒါကဆန်နွေးမုံရဲ့ငရုတ်ကောင်းမုံလေးရဲ့လက်ထဲမှာပုတ်ပြီးတော့မာငားလေးတွေကိုနေပါမယ်။ ငါရုပ်ကောင်းထဲနေတာကငါညဉ့်နံကိုပြအောင်လို့တခါလေးထဲနေတာပါ ပြီးရင်တော့ခဏတာလေးနှတ်ထားပါမယ်တဲဦးလေးတဲကို စီထဲမယ်စပြီးကြော်ပါတော့မယ်ငါမုံနေလေးကို စီပူရဲအချိန်မှမထည့်ပြပါတော့မဟုတ်ရင်တဲဦးကပ်မှာစလို့ပါငါကြော်ဖြစ်တဲ့အတွက်ကြောင့်မလို့စီကနည်းနည်းများများထည့်ပြရပါတယ်ပြီးရင်လည်းနှံတဲ့အခါမှာလည်းသူကအရန်နူးညံ့တော့ဖြစ်ဖြစ်သေးစီတွန်းပြီးတော့ပေါ့နော်ရောင်မအောင်တွန်းတွန်းပြီးတော့ဟို ဟိုဘက်ဘယ်ဘက်တစ်ဖက်ညာဘက်တစ်ဖက်လှမ်းပြီးပါမယ်အားလေးပြီးဝိုင်းတော့ငမုံကြော်တစ်ခွက်ရပါပြီကျေးဇူးတင်ပါတယ်